အခုကျွန်တော်ဒီမှာပြထားတဲ့ဟာလေးကဒီဥစ္စာလေးက APK Athlete နဲ့ဆော့ထားပါရင်เนาะဒီ APK Athlete ထဲမှာအဲ့ဒီ game ၃ခုလုံးကို auto ဆော့လို့ရပါမယ်เนาะဒီ APK Athlete ထဲမှာဘာတွေ Athlete တွေပါလာလဲဆိုတော့ကျွန်တော်ဒီမှာအခုကျွန်တော်တစ်ချက်ပြောပြပေးပါပါမယ်เนาะနောက်ပြီးကြမှာကျွန်တော်အခုကျွန်တော်ဗီဒီယိုနောက်မှာပေါ်ဘလို့ထောင်းရမလဲဘလို့ အကောက်ဝင်ရမှာလေဘယ်လိုလုပ်ရမှာဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြပေးသွားပါမယ်နော် DAPK အသေးထမ်းမှာတော့ကိုတစ်ကြိမ်စော့ရင် coin 2 billion ရမှာဖြစ်ပါရင်နော် attack ကိုတိုးပေးတဲ့ coin ကိုပြောတာပါနော်တစ်ကြိမ်စော့ရင် attack 2 billion ရမှာပါနော်အဲ့ဒီတုံးခုထဲကကြိုက်တဲ့ game ကိုစော့အဲ coin က2 billion ပဲရမှာပါနော်တပွဲကို2 billion ရမှာ နောက်တစ်ခုလေးကတော့ကျွန်တော်တို့ဒီမိုင်ဒီထဲကဆော့တဲ့ဟာလေးပေါ့အသေးလေး၃ခုပေးပြီးခွန်၅လုံးလုံးခွန်၅လုံးကိုဆော့တာခွန်၅လုံးပြည့်သွားရင်ဓာတ်မွတ်တထောင်ရမှာဖြစ်ပါရင်နော်အတိယောက်စားလေးကိုခွန်၅လုံးလုံးစရာခွန်၅လုံးပြည့်အောင်ဆော့စရာမလိုပါဘူးနော်အသေး၃ခုလေးပေးလိုက်တဲ့နဲ့တန်ပြီးဓာတ်မွတ်တထောင်ရမှာဖြစ်ပါရင်နော်ဆော့ပေးစရာလည်းမလိုပါဘူးအဲ့ဒီဓာတ်မွတ်တွေနဲ့ကိုဆော့ကွင်းလည်းအများကြီးဝယ်လို့ရပါတယ် နောက်တစ်ခုကတော့ဒီ app ထဲမှာတခါတည်း oppo မှာ mbd ဘယ်လောက်ရှိတယ် minute တွေ point တွေဘယ်လောက်ရှိလဲဆိုတော့ तू က oppo မှာတခါတည်းပြန်နေပါမယ်နော်အပြင်ဘက်ထက်ထွက်ပြီးကြည့်စရာမလိုပါဘူးနော် oppo မှာတခါတည်းပြန်နေပါမယ်ဒီ application မှာဒီအဥ္စာတွေပဲ update update ထဲမှာပါလာပါရင်နော်ဒီ application ကိုဘယ်လို download ဆိုရမလဲဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်အခုပြောပြပေးသွားပါမယ်နော်ကဲဒါဆိုရင် video လေးကိုဆက်လိုက်ကြရအောင်အရင်ဥစားကိုဖုန်းထဲမှာရှိတဲ့ဖွင့်ပြောင်းခံပေးလိုက်ပါနော်ကိုကြိုက်တဲ့ဖွင့်ပြောင်းခံပေးပါဖွင့်ပြောင်းခံပေးလောက်ပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ် ဖူပြေမခံပဲလုံးလို့တော့မရပါဘူးเนาะဖူပြေခံပြီးလုံးပါအကြောင်းကျွန်တော်ပြောရှင်းပါတယ်ဖူပြေခံပြီးကျွန်တော်ဒီဗီဒီယိုအောက်မှာဘောနတီမိုးဆိုတဲ့ option လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะကဲဒီမိုးကိုနှိပ် ပြီးသွားပြီဆိုလို့ရှင်ဒီနေ့လေးမှာဘောเนาะဒီမှာ link လေးပေါ်လာပါလိုက်မယ်ဒီ link လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်တဲ့အနေနဲ့သူကတန်းပြီးပေါ့ကျွန်တော်ရဲ့ Telegram account ထဲဝင်ရပါမယ်เนาะ Telegram account ထဲမှာဒီမှာပေါ့เนาะဒီမှာ application လေး application လေးတွေ့ပါမယ်เนาะဒီ application ကိုနှိပ်ပြီး download ဆွဲပေးပါ ရောင်းလုံးဆွဲတာပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ application လေးကိုနောက်တစ်ခါနှိပ်ပြီး install လုပ်ပေးပါနော် install လုပ်ပေးမယ်ဆိုတော့ထုတ်ပေးပါနော်အဲ့ဒီ application လေးကိုဖူပြခံပြီးလုပ်ပါနော် install လေးလုပ်ပြီးသွားပြီဆိုလို့ရှင်အဲ့ဒီ application တွေဝင်အပ်ပြီပါနော်ဖူပြခံပြီးဝင်အပ်ပြီပါနော်ဖူပြမခံဘူးဆိုလို့ရှင်ဝင်လို့မရပါဘူးနော်ဒါနဲ့ဒီထဲမှာပေါ့နော်ဖုန်း line ပဲဖွင့်ပြီးဝင်ပေးပါနော်ဖူပြအဲ wifi line နဲ့ဆိုမရဘူးဖုန်း line နဲ့ပဲရမှာပါနော် wifi line တွေကလက်မခံပါဘူးနော်ဒီ application ကဒါကြောင့်ဒီ ဥစ္စာလေးအကလို့ wifi line နဲ့ဝင်မှာဆိုလို့ရှိရင်လည်းဖြည်းဖြည်းခံပြီးဝင်လို့ရပါတယ်နော် wifi line ရလည်းဖြည်းဖြည်းခံဝင်မှာဆိုလို့ရှိရင်ရပါတယ်ဖုန် line နဲ့လည်းဆိုလို့ရှိရင်ဖြည်းဖြည်းခံပြီးဝင်ပေးပါနော်ကဲဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ့အဲ့ဒါပုံစံလိုမျိုးပေါ့တစ်ချက်တက်လာပါမယ်နော်ဒီအဲ့ဒါပုံစံလေးတက်လာပြီဆိုလို့ချင်းဒီအောက်ကကျွန်တော်ပြများထိုးပြီးပြထားတဲ့စာလေးကိုတစ်ချက်နှိပ်ပြီးနှိပ်လိုက်ပါနော်နှိပ်လိုက်တယ်နော်သူကသူ့ဘက်သူ့ auto ပြန်ထွက်သွားပါမယ်နော်ထွက်ပြီးသွားထွက်သွားပြီဆိုလို့ရှိရင်ပြန်ဝင်ပါဝင်ပြီးတော့ရင်ဒီဒီနေရာလေးမှာပေါ့နော်ကိုယ့်ရဲ့ my day ဖုန်းနံပါတ်လေးပေါ့အကောက်ဝင်မဲ့ဖုန်းနံပါတ်လေး ရိုက်ဆက်လိုက်ရိုက်ပေးလိုက်ပါရိုက်ရိုက်ပြသပြီဆိုလို့ရှိရင် get otp ဆိုတဲ့ဟာလေးကိုပေါ့ဒီမှာကျွန်တော်များထုတ်ပြပြပြလိုက်ပါမယ်ဒီ get otp လေးကိုတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြသွားပြီဆိုလို့ရှိရင်တင်းရဖုန်းမှာပေါ့နော်ဖုန်း message ထဲမှာပေါ့နော် otp code 6လုံးနေချလာပါမယ်ကျွန်တော်ဒီမှာတစ်ချက်ပြပြလိုက်ပါမယ်နော်ဒီမှာ message ထဲမှာဒီချက်လာတဲ့ code 6လုံးကိုအဲ့ဒီနေရာမှာသွားပြီးရေးပြရပါမယ်နော်ကဲကျွန်တော်ကော့ကိုကျွန်တော်ကြည့်ပြီးအမှသွားရေးလိုက်ပါမယ်ရေးရလေပြီးသွားပြီဆိုလို့ရှိရင် အဲဒီအောက်ကပေါ့နော်အဲ့ဒီကုတ်ချောလုံးရေးပြီးသွားပြီဆိုလို့ရှင်ဒီ login ကိုတစ်ချက်နှိပ်ပေးပါနော် login ကိုနှိပ်ပေးလိုက်တယ်သူကတန်းပြီးအကောက်ထဲဝင်ရပါမယ်နော်ကဲကျွန်တော်ဒီ update update ထဲမှာပေါ့ပါလာမယ့်ဒီ update တစ်ခုကိုကျွန်တော်ပြောဖို့မိသွားပါရင်နော်ဒီနယ်လေးမှာပေါ့နော်ကို point လဲလို့ဒီနယ်လေးမှာပဲရပါမယ်နော် my ride ထဲသွားစရာမလိုပါဘူးနော်ဒီ point ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်မယ်ဆိုလို့ရှင်ဒီမှာပေါ့နော် point ဘလောက်နဲ့ MB ဘလောက်ရမယ်ဆိုတော့ဒီမှာသူကျွန်တော်ဒီမှာပေါ့နော်သူဒီမှာပြထားပါရင်နော်ဒါတကယ်ရပါရင်နော်ဂျင်းနေမဟုတ်ပါဘူးနော်ဒီမှာနော် point 0လေးပါဟော MB 0လေးပါနော် point 1000ကို MB 2950ချေရဖို့2000 600ဖို့1350ဆိုပြီးဒီမှာသူသူကျွန်တော်သူပြထားပါရင်နော်နှိပ်ပြီးဝလက်ရုံပဲနော်ကဲပြီးရင် gain ထက်ဘယ်လိုဝင်မလဲ gain ထက်ဝင်ဖို့အတွက်ဒီ gain လေးကိုတစ်ချက်နှိပ်ပစ်လိုက်ပါနော် နေပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးဟာတွေပေါ်လာပြီဆိုလို့ရှိရင်ဒီ1စီဒါမွေအောက်က allot အနီးဆိုတော့ပါအပြောင်ရောင်လေးနဲ့စာလေးကိုပဲနော်နှိပ်ထားရုံပဲကဲနှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကဒီမှာ gain တဲ့ဝင်နေမှာပဲနော်ဒီနေရာလေးမှာတော့ခဏလောက်ဆောက်ပေးရပါမယ်နော် ဲဒီမှာဝင်ပြီးသွားပြီဆိုလို့ရှင်ဒီမှာကျွန်တော်အသက်3ခုနဲ့ဗောနော diamond 1000ယူပြပေးမယ်နော်အောက်ဆုံးကနှိပ်မယ်ပြီးကြရင်ဒီအပေါ်ဆုံးကဟာဂိမ်းကိုဗောနော်ယူပေးပါနော်အကဲနှိပ်ပြီးသွားပြီဆိုလို့ရှင်ဒီထဲမှာအသက်3ခုပြီးပြရပါမယ်နော်ဒီမှာအသက်ဟာ3ခုဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပေးလိုက်တိုင်းနဲ့ဒီလို confirm ဆိုတဲ့ဟာလေးဒီမှာ back နဲ့ confirm ပေါ်လာပါမယ်နော် confirm နှိပ်ပေးပါကဲဒီမှာဆော့လဲဆော့ဆက်မလို့ဘာလို့နော် diamond 1000ရပ်သွားပါရင်နော် ဒီ diamond 1000ကိုဆော့ကွင်းပေါ့ diamond 200ကိုဆော့ကွင်း၅ချိန်ရပါမယ်เนาะကိုဝယ်လို့ရပါရင်เนาะပြီးပိုင်းဒီ gain ကိုကျွန်တော်ဆော့ပြပေးမယ်เนาะဒီမှာကျွန်တော်တစ်ချက်ပြပြလိုက်ပါမယ်เนาะ gain 3ခုလုံးရတယ်ဆိုတော့ဒီမှာကျွန်တော်တစ်ချက် proof လို့ပေါ့ proof ပြလိုက်ပါမယ်เนาะကဲဒီမှာဒီ gain နဲ့ auto ပြစ်ပါတယ် ီမှာကြည့်နိုင်ပါရဲ့နော်ကွန်ရလည်း2ဘီလီယံရပါရဲ့နော်ကွန်ရလည်း2ဘီလီယံရပါရဲ့နော် P1 ဒီမှာဒီ hero mode လည်းကြည့်ကြည့်ထားလိုက်ပါရဲ့နော်ဒီမှာကျွန်တော်ဆော့ပြပေးမယ်နော်ဒီမှာ hero mode လည်းဆော့လို့ရပါပြီနော် ဒီတိုင်းမှာလည်းကွန်ရက်2ဘီလီယံရပါရဲ့နော်အဲ၃ခုထဲကကြိုက်ထားဆိုကွန်ရက်2ဘီလီယံပဲရမှာပါနော်ဒီမှာအောက်ဆုံးက world most ဆိုတာဟာလေးကိုလည်းအောက်တော့အဲ့ဒီဥစ္စာလေးကဆော့လို့ကောင်းပါရဲ့နော်ဒီထဲမှာ MPD point တွေအများကြီးပေါက်ပါတယ်ဟိုနှစ်ခုအပွား2ခုဆိုမပေါက်ပါဘူးနော်ကဲဒီမှာဆော့ပြပါမယ်ဒီမှာကြည့်ပါနော်ဒါလေးအော်တိုပြစ်ပါရဲ့နော်လက်အိတ်တွေပါတယ်ဝယ်စရာမလိုပါဘူးနော်အော်တိုပြစ်ပါမယ်နော် ကဲဒါဆိုဗီဒီယိုလေးကဒီလောက်ပါပဲเนาะ assimilator ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram ကို join ထားပါเนาะ Telegram မှာကျွန်တော် assimilator သူတွေကိုကူညီပေးပါရယ်เนาะဒါမှမဟုတ်ဒီ YouTube comment မှာလည်းမေးပေးလို့ရပါရယ်เนาะဒါနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါရယ်ကျွန်တော်တောင်းဆိုချင်ပါရယ်เนาะဒီ subscribe ကိုနှိပ်လိုက်ပါနှိပ်ပြီးတိုင်းဒီခေါလုံးပုံစံလေးကိုနှိပ်ပြီးအပေါ်က all ကိုထားပေးလိုက်ပါเนาะဒီလို subscribe နှိပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တင်လိုက်တဲ့ video က 10p brother တို့ချီရောက်ပါမယ်เนาะ ျွန်တော်ရဲ့ဗီဒီယိုအားလုံးကြည့်ပွဲအတွက်ဒီ subscribe လေးကိုနှိပ်ပေးလိုက်ပါနော်